မင်္ဂလာပါမိတ်ဆွေကျွန်တော်တို့ White Wolf Channel မှာ ပြန်လည်ကြိုဆိုပါရစေ။ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကစီးပွားရေးအဓိကတော့ချက်ဖြစ်တဲ့ GDP, GNP, Per capita, PPP နဲ့ FDI တို့ကြောင့်အချင်းချုပ်ရှင်းပြသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီစီးပွားရေးဝေါ်ဟာတာတွေကိုသိရှိထားမှသာစီးပွားရေးနဲ့ပတ်သက်ပြီးပုံမှန်နားလည်ပြီးလွယ်ကူစွာသဘောပေါက်လာမှာဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစလိုက်ကြရအောင်။ နိုင်ငံတကာစီးပွားရေးသတင်းတွေစာအုပ်စာတဲ့နေမှာဒီသုံးလုံးတွေကိုကြားခဏကြားဖို့ပါပါအဲ့ဒါတွေကတော့ GDP GMP Per capita PPP နဲ့ HDI တွေဖြစ်ပါတယ်ဒီသုံးလုံးတွေကနိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးခြေအနေကိုဘယ်လိုတိုင်တာနေတာလဲဒီဗီဒီယိုမှာတော့ဒီသုံးလုံးတွေရဲ့နောက်ပွဲကအသေးသေးလေးကိုလွယ်ကူဆုံးဥပမာတွေနဲ့ရှင်းရှင်းလင်းလင်းသိနိုင်ဖို့ရှင်းပြတော့မှာဖြစ်ပါတယ် ဒီတစ်ပတ်တွင်းစီးပွားရေးသတင်းထဲမှာကျွန်တော်တို့နိုင်ငံတနိုင်ငံရဲ့ GDP မြင့်တက်တော့အောင်300ခိုင်နှုန်းရှိတယ်လို့ကြေညာလိုက်တယ်ဆိုတာကိုသတင်းတွေမှာကြားမိကြပါတယ်။အဲဒီတော့ GDP ဆိုတာကလည်းဘာကြောင့်ဒီလောက်အရေးကြီးရလဲ။အဲဒီတော့ကျွန်တော်တို့ GDP ကိုအပိုင်း၄ပိုင်းခွဲပြီးရှင်းပြသွားမှာဖြစ်ပါတယ်။ပိုင်း၄ကတော့ GDP ရဲ့အခြေခံအသေးပဲ။ပိုင်း၄ကတော့ GDP ကိုဘယ်လိုတွက်ကြမလဲ။အပိုင်း၃ကတော့ nominal GDP နဲ့ real GDP ဆိုတာပါလဲ။ ပိုင်းလေးကတော့ GDP ဘာကြောင့်အရေးကြီးတာလဲသူရဲ့အားနည်းချက်တွေကတော့ဘာလဲဆိုတာကိုရှင်းပြသွားမှာဖြစ်ပါတယ် GDP ဆိုတာ Gross Domestic Product ရဲ့အတူကောက်ပါမြန်မာလိုဆိုပြည်တွင်းထုတ်ကုန်လို့ခေါ်ပါတယ်ရိုးရှင်းပြောရင် GDP ဆိုတာနိုင်ငံတစ်နိုင်ငံရဲ့နေနိမိတ်အတွင်းသမတ်ကာလတစ်ခုအတွင်းတစ်နှစ်သုံးမဟုတ်တစ်လထုတ်လုပ်ခဲ့တဲ့ကုန်စည်နဲ့ဝန်ဆောင်မှုအားလုံးရဲ့စုစုပေါင်းဈေးကွက်တန်ဖိုးဖြစ်ပါတယ်အဲ့မှာအဓိကအချက်၃ချက်ရှိပါတယ်နံပါတ်၁ချက်ကတော့နေနိမိတ် Domestic ပါ နိုင်ငံတွေကထုတ်လုပ်မှုကိုပဲကြည့်ပါတယ်ဘယ်သူထုတ်ထုတ်ဂရုမစိုက်ပါဘူးနံပါတ်2ကတော့တမတ်ကာလာ period ပါအဲ့ဒါကတော့2025ခုနှစ် GDP ကိုဆိုလာပါနံပါတ်3ကတော့အားလုံးပါဝင်ပါတယ်အဲ့ဒါကတော့တရားဝင်တရားမဝင်ဈေးကွက်မှာရောင်းလို့ရတဲ့အရာအားလုံးထဲတွဲရတာခက်တဲ့မိမိအိမ်မှာမိသုံးတဲ့အရာတွေပါထဲသွင်းထားတာဖြစ်ပါတယ်ဥမာမြန်မာနိုင်ငံအတွင်းစပ်ပြိုးတဲ့ထုတ်လုပ်တဲ့ဆန်တိဆောက်နေတဲ့တိုက်တာအိုးအိမ်အဆောက်အုံနဲ့ရန်ကုန်မြို့ရင်းက Grab Taxi နဲ့ Panda Food ဝန်ဆောင်မှုဆိုင်ရာဝန်ဆောင်မှုများနောက်ပြီးကုန်စည်တင်ပို့မှုစတာတွေအားလုံးပါဝင်ပါတယ်။ GDP ကိုချင်းကတွက်ချက်တဲ့နီလန်အဓိက၃ခုရှိပါတယ်။ဒီ၃ခုစလုံးက theory ရတူညီတဲ့အဖြေကိုရည်ညွှန်းပါတယ်။ကုန်စည်နဲ့ဝန်ဆောင်မှုထုတ်လုပ်မှုရာချင်းကချင်းပါ။ Output Production Approach ပါ။သဘောတရားကတော့ CYE ကဏ္ဍအသီးသီးကထုတ်လုပ်ခဲ့တဲ့ထုတ်ကုန်အားလုံးရဲ့တန်ဖိုးကိုပေါင်းပါတယ်။ ဥမာစပြွေးကဏ္ဍစမှုကဏ္ဍဝန်ဆောင်မှုကဏ္ဍစတာတွေရဲ့ထုတ်လုပ်မှုတန်ဖိုးပေါင်းတာဖြစ်ပါတယ်။နံပါတ်၄ကတော့ဝင်ငွေရချဉ်းကပ်မှုပါ income approach ပါ။သဘောတရားကတော့ထုတ်လုပ်မှုကနေဖြစ်ပေါ်လာတဲ့ဝင်ငွေအလုံးကိုပေါင်းပါတယ်။ဒါတွေကတော့အလုပ်သမားတွေလှုပ်အားလှုပ်ကားကရတဲ့ဝင်ငွေ wages နောက်ပြီးတော့လုပ်ငန်းရှင်တွေကရတဲ့အကျိုးအမြတ် profit နဲ့ငွေထုတ်ချေးသူနဲ့မြေပိုင်ရှင်တွေရတဲ့ဝင်ငွေ interest and rent တိုးတဲ့ငွေငါးရံကားတို့ဖြစ်ပါတယ်။ ဥပမာစက်ရုံတရုံကထုတ်တဲ့ပစ္စည်းတန်ဖိုးဟာအလုံသမားတွေရတဲ့လစာစက်ရုံပိုင်ရှင်ရတဲ့အမျက်မြေငားရန်ကစတာတွေပေါင်းထည့်ထားတာနဲ့ညီပါတယ်နံပါတ်3ချက်ကတော့သုံးဆမှုရချင်းကမှုပါ expenditure approach ပါဒါကတော့အသုံးများဆုံးနဲ့လူသိအများဆုံးနည်းလမ်းဖြစ်ပါတယ်အဲ့ဒါကတော့ GDP equal to C plus I plus G plus ကွင်းစာ H minus and ကွင်းဘိတ်ဆိုတဲ့ပုံစံနည်းနဲ့တွက်ပါတယ် C ကတော့ consumption ပါအဲ့ဒါတော့ပြည်တွင်းစားသုံးမှုပါ ပြည်သူလူထုကကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတုံးဆက်မှုပါဥမာအစားအသောက်ဖုန်ခီးသွားတာတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ investment ပါရင်းနှီးမြှုပ်နှံမှုပါလုပ်ငန်းတွေကစက်ပစ္စည်းအသစ်အစားအသောက်ဝယ်ယူမှုဥမာစက်ရုံတွေဆောက်လုပ်ခြင်းဖြစ်ပါတယ် G ကတော့ government spending ပါအစိုးရအသုံးစိတ်ပါအစိုးရကကျန်းမာရေးပညာရေးကာကွယ်ရေးစတာတွေအတွက်တုံးဆက်မှုဖြစ်ပါတယ် H ကတော့ export ဖြစ်ပါတယ်နိုင်ငံခြားကိုတင်ပို့တဲ့ကုန်စည်ရဲ့တန်ဖိုးပါ M ကတော့ import ဆိုတဲ့တင်သွင်းမှုပါနိုင်ငံကတင်သွင်းတဲ့ကုန်စည်ရဲ့တန်ဖိုးဖြစ်ပါတယ်အဲဒီတော့ H by နဲ့ M ဆိုတာတော့ net export ပါဒါကတော့တင်ပို့မှုနဲ့တင်သွင်းမှုကြားကကွာချက်ဖြစ်ပါတယ်ဥပမာမြန်မာနိုင်ငံရဲ့2025 GDP ကိုတွက်မယ်ဆိုရင်စီဆိုတဲ့ consumption ကမြန်မာပြည်သူတွေရဲ့ဈေးဝယ်ခြင်းစားသောက်ဆိုင်တို့သွားသောက်ခြင်းနဲ့ internet ငှားပြီးသုံးစွဲတဲ့ငွေတွေနဲ့ဖုံးပေဖြည့်ခြင်းတို့ဖြစ်ပါတယ် အိုင်ဆိုတဲ့ investment ကတော့လုပ်ငန်းရှင်တွေကဆိုင်ငယ်ဆက်ယုံဆက်ပြီးဆက်ယုံအဝတ်ဆက်ဆက်ယုံအစ်စ်တွေစရတဲ့ငွေပါကြီးကတော့အစိုးရကဝန်ထမ်းတွေကိုပေးတဲ့လာတာလန်ဒရာဆောက်လုပ်တဲ့ငွေတွေဖြစ်ပါတယ် HBI နဲ့အန်ကတော့မြန်မာပြည်ကစံပယ်ခြေတွေကိုတင်ပို့ရတဲ့ငွေတွေရတဲ့ထုံးလုပ်ပြီးနိုင်ငံခြားကကားနဲ့တက်စီတင်သွင်းရတဲ့ကြံငွေဖြစ်ပါတယ်အဲဒီတော့ C+ I+ G+ ဝင်းစား HBI နဲ့အန်ဝင်းဘိတ်ဒီလေးခုကိုပေါင်းလိုက်ရင်မြန်မာနိုင်ငံရဲ့ GDP ထွက်လာပါတယ် ပိုင်းသုံးကတော့ nominal GDP နဲ့ real GDP အကြောင်းပါဒီနှစ်ခုကွာခြားချက်ကအရေးကြီးပါတယ် nominal GDP ဆိုတာလက်ရှိဇင်းနှုန်းတိုင်းတွက်ထားတဲ့ GDP ဖြစ်ပါတယ်ဇင်းနှုန်းတက်ရင်လည်း nominal GDP တက်သွားပါတယ် real GDP ကတော့အစမှန်နဲ့ GDP ပါဒါကတော့ဇင်းနှုန်းပြောင်းလဲမှုကိုဖယ်ရှားပြီးထုံးလုံးမှုပမာဏအစမှန်ကိုပဲကြည့်ရတဲ့ GDP ဖြစ်ပါတယ်ပိုပြီးတည်ကြတဲ့ညွန်ငိန်ဖြစ်ပါတယ်ဥပမာ2023ခုနှစ်ကမြန်မာနိုင်ငံကစံတန်းချိန်တရာထုတ်တယ် တန်ချိန်တစ်ခုရဲ့တန်ဖိုးကငွေကျပ်3သိန်းဆိုရင် nominal GDP က3100ဖြစ်ပါတယ်။နောက်ပြီး2024ခုနှစ်ကျတော့စံတန်ချိန်100ပဲထုတ်ပါတယ်။ထုတ်လို့မကတော့မတက်ပါဘူး။ဒါပေမဲ့ဈေးတက်သွားပြီးစံတန်ချိန်ရဲ့တန်ဖိုးက1.2သိန်းဖြစ်သွားပါတယ်။အဲဒီတော့ nominal GDP အနေနဲ့တွက်မယ်ဆိုရင်120သိန်းဖြစ်သွားပါတယ်။ဈေးတက်လို့3.20တိုးသွားခြင်းဖြစ်ပါတယ်။ ဲ့တော့ real gdp မှာဆိုရင်တော့သိန်းတရာပဲရှိပါတယ်ဘာလို့လဲဆိုတော့2023ခုနှစ်ကဈေးနှုန်းတိုင်းပြတ်တက်ထားတဲ့အတွက်ထုတ်လုပ်မှုမတက်ဘူးဆိုတာကိုသိရပါတယ်အဲ့တော့စီးပွားရေးကြီးထွားနှုန်းဆိုတာ real gdp ရဲ့ကြီးထွားနှုန်းကိုကြည့်ရတာဖြစ်ပါတယ် gdp ကဘာကြောင့်အရေးကြီးရတာလဲသူရဲ့အာဏာချက်တွေကဘာလဲစီးပွားရေးအခြေအနေကို gdp ရဲ့ကြီးထွားနှုန်းမြင့်စီးပွားရေးကောင်းမွန်နေတယ်လို့သတ်မှတ်ကြပါတယ်နိုင်ငံတွေရဲ့စီးပွားရေးစွမ်းအားကို GDP နဲ့နှိုင်းယှဉ်ကြပါတယ် အစိုးရတွေက GDP ရဲ့ကိန်းဂဏန်းတွေပေါ်မူတည်ပြီးအတုံးနှုံးခွန်တွေကိုချမှတ်ကြပါတယ်။ဒါပေမဲ့ GDP မှာလည်းအားနည်းချက်တွေရှိပါတယ်။အဲ့ဒါတွေကတော့လူနေမှုအဆင့်တန်းကိုပြည်ပြောကွာကွာမပြနိုင်ပါဘူး။ GDP မြင့်နေပေမဲ့ဝင်ငွေမညီမျှရင်စည်ရင်းသားတွေဒုက္ခရောက်နေနိုင်ပါတယ်။နောက်ပြီးသက်တော်တွေပြုံးတူပြီး GDP တက်နေရင်ဒါကိုအကောင်းမြင်ခြင်းဖြစ်ပဲမြင်ပါတယ်။နောက်တစ်ချက်ကတော့မောင်ဟိုဈေးွက်ကြီးဆိုးတဲ့နိုင်ငံတွေမှာ GDP ကစက်မှန်တဲ့စီးပွားရေးအခြေအနေကိုမပြတ်တတ်ပါဘူး။ ောက်တစ်ခုကတော့မိသားစုတွင်ကပြည်စုစောက်ရှောက်မှုလိုမျိုးခမဲဝင်ဆောင်မှုတွေရဲ့တံမိုးတွေမပါဝင်ပါဘူး။ဒါကြောင့် GDP ဆိုတာပြည်စုံတဲ့ညွှန်ကိန်းတစ်ခုတော့မဟုတ်ပါဘူး။ဒါပေမဲ့နိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးအင်ဂျင်ဆက်ကိုနားလည်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ရည်တောင်းမြင့်ကြီးတစ်ခုဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ GMB ရဲ့အတိတ်ဘယ်ကိုဆက်ပြီးလေ့လာကြည့်ကြအောင်။ GDP နဲ့အမြဲတွဲဖက်ကြားလေးရှိတဲ့ GNP Cross National Product ဖြစ်ပါတယ်။ GNP ဆိုတာမြန်မာလိုအမျိုးသားထုတ်ကုန်ပမာဏဖြစ်ပါတယ်။နိုင်ငံသားတစ်ယောက်ချင်းစီကကမ္ဘာတစ်ဝှမ်းလုံးမှာထုတ်လုပ်ခဲ့တဲ့ကုန်စည်နဲ့ဝန်ဆောင်မှုတွေရဲ့စုစုပေါင်းတမိုးဖြစ်ပါတယ်။သူရဲ့အဓိကတော့ချက်ကတော့နိုင်ငံသားတွေကိုဗဟုပြုခြင်းဖြစ်ပါတယ်။ဘယ်နေရာပါပဲထုတ်ထုတ်မြန်မာနိုင်ငံသားကထုတ်လုပ်တာဆိုရင်မြန်မာ GNP ထဲမှာပါဝင်ပါတယ်။ဥပမာအနေနဲ့ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ဝင်ငွေကမြန်မာ GNP ထဲမှာပါဝင်ပါတယ်။ အဲ့တော့ GDP နဲ့ GNP ရဲ့ကွာခြားချက်ကတော့ GDP ကတော့နေရာဒေသပေါ်မှာမူတည်ပါတယ် GNP ကတော့နိုင်ငံသားပေါ်မှာမူတည်ပါတယ် GDP ကတော့မြန်မာနိုင်ငံထဲမှာထုတ်လုပ်တဲ့ထုတ်ကုန်အလုံးပါဝင်ပါတယ် GNP ကတော့မြန်မာနိုင်ငံသားတွေရဲ့ထုတ်ကုန်အလုံးပါဝင်ခြင်းဖြစ်ပါတယ်လူတူချင်းစီအတွက်ခွဲဝေခြင်းပါကက်ပီတယ်ပါအဲ့ဒါတော့လက်တင်စကားပါ ်ရှိဝါရေးပမာဏကြီးတာနဲ့လူနေမှုဘဝအဆင့်တန်းမြင့်မားတာဟာတစ်ထက်တည်းမကြပါဘူးဒါကိုသိနိုင်မှုအတွက်ပါကက်ပီတယ်လို့ခေါ်တဲ့ညွှန်ကိန်းကိုသုံးပါတယ်ပါကက်ပီတယ်ဆိုတာလက်တင်စကားဖြစ်ပြီးလူရည်လိုက်လို့အဓိပ္ပာယ်ရပါတယ်စုပေါင်းတန်ဖိုးကိုနိုင်ငံရဲ့လူရည်စုစုပေါင်းနဲ့စားလိုက်တာဖြစ်ပါတယ်ဒီကရွေးချက်ကတော့နိုင်ငံရဲ့စုပေါင်းဝင်ငွေပမာဏကိုလူတူးချင်းစီအတွက် ပြန်မဘလောက်ရှိလဲဆိုတာကိုတွက်ချက်ဖို့ဖြစ်ပါတယ် ဥမာ GMB ပါ Capital ဆိုတာ GMB စုစုပေါင်းကိုမြန်မာလူကြီးနဲ့စားလိုက်တာဖြစ်ပြီးမြန်မာနိုင်ငံသားတဦးချင်းစီရဲ့ပြည်မြှဝင်ငွေကိုပေါ်ပြတာဖြစ်ပါတယ်။အရေးကြီးဆုံးကတော့ PPP ဆိုတဲ့ Purchasing Power Parity ဆိုတဲ့ဝယ်ယူနိုင်စွမ်းညီမျှမှုကိုရှင်းပြပါမယ်။အဲ့ဒါကတော့နိုင်ငံတစ်ခုနဲ့တစ်ခုကုန်စည်နှုန်းချင်းမတူညီပါဘူး။ဥပမာအမေရိကန်ဒေါ်လာ900ကိုမြန်မာငွေနဲ့လဲလိုက်တဲ့အခါမှာ စင်ကာပူမှာဝယ်လို့ရတဲ့ပစ္စည်းပမာဏနဲ့မြန်မာမှာဝယ်လို့ရတဲ့ပစ္စည်းပမာဏမတူညီပါဘူးနိုင်ငံလိုက်ဈေးနှုန်းကွာခြားမှုတွေကိုဖယ်ရှားပြီးတူညီတဲ့ငွေပမာဏဟာနိုင်ငံအသီးသီးမှာဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကိုနိုင်ရှင်တဲ့နည်းလမ်းဖြစ်ပါတယ်ဒါမှသာလူနေမှုအစဉ်တန်းကိုတိကျစွာနိုင်ရှင်နိုင်မှာဖြစ်ပါတယ်ဥမာ Bech Mat Index မှာနိုင်ငံ A မှာကော်ဖီတစ်ခွက်ရဲ့တန်ဖိုးက5ဒေါ်လာဖြစ်ပြီးနိုင်ငံ B မှာတော့ကော်ဖီတစ်ခွက်ရဲ့တန်ဖိုးက2ဒေါ်လာဖြစ်ပါတယ် ီတော့ဒေါ်လာ9000ဝင်တဲ့နိုင်ငံ A မှာနိုင်ငံသားတဦးရဲ့စစ်မှန်တဲ့ဝယ်ယူနိုင်စွမ်းဟာဒေါ်လာ1000ခွဲဝင်ဝင်ရှိတဲ့နိုင်ငံ B မှာရှိတဲ့နိုင်ငံသားတဦးရဲ့ဝယ်ယူနိုင်စွမ်းနဲ့နှိုင်းယှဉ်တဲ့အခါမှာ PPP နဲ့တွက်လိုက်ရင် နိုင်ငံ B ရဲ့ဝင်ငွေဟာပုံမမြင်မသလိုဖြစ်သွားနိုင်ပါတယ်အဲဒီတော့ကျွန်တော်တို့နောက်ဆုံးတစ်ခုဖြစ်တဲ့ HDI ကိုမသွားခင် Park Capital Index အကြောင်းကိုနိုင်ငံရှင်းပြပါမယ် လူနေမှုအစင်တန်းကိုတိုင်းတဲ့အခါမှာ Park Capital Index လူတူချင်းတွေရဲ့ညွှန်းကိန်းတွေကိုအသုံးပြုပါတယ်။ဒါပေမဲ့ Park Capital ဆိုတာကပြည်မြပမာဏကိုတွက်ချက်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပြီးလူနေမှုအစင်တန်းတစ်ခုလုံးကိုပြည်ပြည်ပွားပွားကိုစားပြုတဲ့ညွှန်းကိန်းအစင်တန်းတစ်ခုမဟုတ်ပါဘူး။အဲ့တော့လူနေမှုအစင်တန် standard of living ကိုတိုင်းတိုင်ရမှာစီးပွားရေးပမာဏတစ်ခုတည်းကိုမကြည့်ပဲလူမျိုးရေးကျန်းမာရေးနဲ့ပညာရေးစတဲ့ကဏ္ဍတွေပါထက်သင်းစဉ်းစားရပါတယ်။အဲ့တော့စီးပွားရေးဆိုင်ရာညွှန်းကိန်းဆိုတာက လူနေမှုစင်တန်းကိုတိုင်းတားရမှာအခြေခံအကြဆုံးနဲ့အသုံးများဆုံးစီးပွားရေးဆိုင်ရာပါကက်ပီတယ်ညွန်ကိန်းများကတော့ GMP ပါကက်ပီတယ်ပါအဲ့ဒါတော့မြို့သားထုတ်ကုန်ပမာဏလူတူချင်းစီနှုံးပါ၎င်းကနိုင်ငံသားတူချင်းစီရဲ့ပြန်မှတ်အဝင်ကိုဖော်ပြရတဲ့အခြေခံညွန်ကိန်းဖြစ်ပါတယ်နောက်တစ်ခုကတော့ GDP ပါကက်ပီတယ်နဲ့ PPP ပါဝေယူနိုင်သန်းညီများမှုအလိုက်ပြည်တွင်းထုတ်ကုန်ပမာဏရဲ့လူထူးချင်းစီရဲ့နှုံးပါ။၎င်းကအစင်သားအလုံးကိုတိုင်းတားရမှာအကောင်းဆုံးညွှန်ကိန်းလို့သတ်မှတ်ကြပါရစေ။ ။ဘာကြောင့်လဲဆိုတော့ကိုစိန်းတို့ကြွာချမှုများကိုပါထည့်သွင်းတက်ချက်ထားလို့ဒူးချင်းစီရဲ့စစ်မှန်တဲ့ဝယ်ယူနိုင်စွမ်းကိုဖော်ပြနိုင်တာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ GDP, GNP, per capita တွေကဝင်ငွေပြန်ပြကိုပြတ်တာတော့လေဝင်ငွေခွဲဝေမှုမညီမျှခြင်း income inequality ကိုထည့်သွင်းမပြတ်နိုင်တာကြောင့်နိုင်ငံအတွင်းစည်ရဲချမ်းသာကွာဟာချက်ကိုမသိနိုင်ပါဘူး။ အဲ့တော့ဒီနေ့ခေတ်မှာစီးပွားရေးအခြေအနေသာမကလူမှုရေးနဲ့လူသားအရေးမြင့်ဖွံ့ဖြိုးတိုးတက်မှုတိုင်းတာဖို့အဓိကညွှန်းကိန်းတွေကိုအသုံးပြုလာကြပါတယ်။အဲ့ဒါကတော့ HDI လို့ခေါ်တဲ့ Human Development Index လူသားဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်းဖြစ်ပါတယ်။ HDI ကအဓိကသတ်မှတ်ထားတဲ့ကဏ္ဍ၃ခုရှိပါတယ်။အဲ့ဒါတော့ကျန်းမာရေးနဲ့သက်တမ်းပညာရေးစင်တန်းနောက်တစ်ခုကတော့လူနေမှုဘဝစင်တန်း GMB Park Capital PPP ကိုဒီနေရာမှာထည့်သွင်းတက်ချက်ပါတယ်။ အဲ့တော့ကျမကြီးဆိုတာကတော့လူတူရဲ့ပြမတ်တတန်းရှည်လျားခြင်းကလေးသေးဆုံးနှုတ်နယ်ပါခြင်းအည်သွေးမြင့်ကျမကြီးဆောက်ရှောက်မှုကိုလွယ်တူရရှိခြင်းဖြစ်ပါတယ်အဲ့ဒီချက်တွေကလူနေမှုဘဝပေါ်အကျိုးသက်ရောက်မှုကိုပြသပါတယ်ဘာလို့လဲဆိုရင်ကျမကြီးကောင်းမွန်မှသာလူတူကအချိန်ကြာမြင့်စွာအလုံးလုံးနိုင်ပြီးဘဝကိုပျော်ရွှင်စွာနေထိုင်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ပညာရေးပါစာတမ်းများမှုနှုတ်မြင့်ပါခြင်းအည်သွေးမြင့်မူလာတဲ့အဆင့်မြင့်ပညာရေးကိုအခမဲ့သုံးဖို့လက်ကူစာရယူနိုင်ခြင်းဖြစ်ပါတယ် လူနေမှုဘဝအတွက်ကြိုးစားရမှုကတော့ပညာရေးကောင်းမွန်မှသာဝင်ဝေကောင်းတဲ့အလုပ်ကံများရရှိပြီးဘဝအဆင့်တန်းမြင့်မားလာမှာဖြစ်ပါတယ်။တတိယချက်ကတော့လူနေမှုဘဝအဆင့်တန်းပါ။အဲ့ဒါတော့ GMB ပါ Capital နဲ့ PPP ဖြစ်ပါတယ်။စုစုပေါင်းအမျိုးသားဝင်ဝေလူတူးချင်းစီရဲ့နှုန်းနဲ့ဝယ်ယူနိုင်သန်းညီမျှမှုဖြစ်ပါတယ်။လူနေမှုဘဝကိုတက်ရောက်မှုကတော့လူတူးချင်းစီရဲ့ဝင်ငွေနဲ့စီးပွားရေးရဝယ်ယူသုံးစွမ်းနိုင်သန်း Standard of Living က HDI ကိုတိုင်းတာတဲ့အခါမှာပါဝင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ အဲ့တော့ညီကုန်းချုပ်ပြန်ပြောရမယ်ဆိုရင်တော့ GDP ဆိုတာကတော့ Gross Domestic Product ပါဆိုလိုတာတော့ပြည်တွင်းထုတ်ကုန်စုပေါင်းပမာဏဖြစ်ပါတယ်။နောက်ပြီး GNP ဆိုတာကနိုင်ငံသားတယောက်ချင်းစီကကမ္ဘာတစ်ဝှမ်းမှာထုတ်လုပ်တဲ့ကုန်စည်နဲ့ဝန်ဆောင်မှုတွေရဲ့စုပေါင်းတန်ဖိုးဖြစ်ပါတယ်။နောက်ပြီး per capita ဆိုတာက GNP စုစုပေါင်းကိုလူရည်နဲ့စားလိုက်ပြီးတော့ထွက်ရှိလာတဲ့နိုင်ငံသားတဦးချင်းစီရဲ့ပြည်မြဝင်ဝေးဖြစ်ပါတယ်။ နဗီ PPP ဆိုတာတော့နိုင်ငံလိုက်ဈေးနှုန်းကွာခြားမှုတွေကိုဖယ်ရှားပြီးတူညီတဲ့ငွေပမာဏဟာနိုင်ငံအသီးသီးမှာဘလောက်တန်ဖိုးရှိသလဲဆိုတာကိုနိုင်ရှင်တဲ့နီလန်ဖြစ်ပါတယ်။အဲ့ဒါကတော့ဒေါ်လာနှုန်းကိုသာကြည့်ပြီးမှားယွင်းသာကြွယ်ရတယ်လို့ထင်မြင်ခြင်းကရှောင်ရှားနိုင်ဖို့ဖြစ်ပါတယ်။ နောက်ဆုံးချက်ကတော့ HDI ဆိုတာကနိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို GDP, GNP, PPP တခုထဲနဲ့သာမကြည့်ပဲထိုစီးပွားရေးအလုံးရဲ့ဝင်ငွေများကပြည်သူများရဲ့ကျန်းမာရေးနဲ့ပညာရေးစင်တန်းကူပါမြင်များအထည်မြင့်တင်ပေးနိုင်တယ်ဆိုတော့ဗတ်စုံတိုင်းတာတဲ့ညွှန်ကိန်းဖြစ်ပါတယ်အဲ့ဒါမှလူနေမှုစင်တန်းတွေကိုတိုင်းတရာမှာနိုင်ရှင်မှုတွေပုံမှန်မှန်ကန်စွာဖော်ပြနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ GDP, GNP, Per capita, PPP, ASI ဆိုတဲ့စကားစုတွေကိုကြားလိုက်ရင်တော့ ထိုက်လျောက်နားလည်သွားပြီလို့မျှော်လင့်ပါတယ်။ဒါကနိုင်ငံတကာနိုင်ငံရဲ့စစ်မှန်တဲ့စီးပွားရေးစွမ်းအားနဲ့လူနေမှုဘဝကိုတိုင်းတာတဲ့အရေးကြီးတဲ့ချိန်ခွင်ရှာတစ်ခုဖြစ်ပါတယ်။ဒီသုံးနှုန်းတွေကိုရှင်းရှင်းလင်းလင်းနားလည်ထားခြင်းကစီးပွားရေးသတင်းတွေကိုကျွန်တော်တို့ကြားသိရတဲ့အခါဆွေးနွေးတဲ့အခါမှာတည်တည်ကြသာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကသင်တို့အတွက်အကျိုးတစ်လုံးတရာရှိခဲ့တယ်ဆိုရင် like and subscribe share လုပ်ပေးနိုင်ပါတယ်။ ရှင်းလားရှင် comment မှာမေးထားခင်နိုင်ပါတယ်နောက်တစ်ပတ်မှာတော့စီးပွားရေးနဲ့ပတ်သက်ပြီးသဘောတရားတွေကိုထပ်မံရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပတ်မှာပြန်ဆုံကြရအောင်